္ဂလာပါဗျာဒီပေမဲ့တွေ့ဆုံမေးမြန်းကန်စီစဉ်ရတဲ့ကြိုးစားပါတယ်ခင်ဗျာဒီကနေ့အတွက်တွေ့ဆုံမေးမြန်းမြန်းအကြောင်းအရာကတော့အခြေခံလူလန်းစားတွေအတွက်လိုအပ်နေတဲ့ဒီတန်ဖိုးနဲ့အင်အားအင်အားယူနစ်ပေါင်း3သိန်းကိုဒါတော်ဝင်ဆက်လုပ်ရေးရနေပြီးတော့ဒါအကောင့်တဖို့ဆက်လုပ်သွားမယ်လို့သိရပါတယ်ဒါနဲ့ပတ်သက်လို့လည်းဒီတော်ဝင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဥပုတွေနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အင်္ဂလိပ်မင်္ဂလာခင်ဗျာမင်္ဂလာပါဟုတ်ကဲ့အင်္ဂလိပ်ပထမဆုံးမြင်ကျင်တာပါဗောနော် ကျွန်တော်တို့ဒီအခြေခံလူတန်းစားတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်တန်ဖိုးနဲ့အင်အားဆွဲနေရမှာတန်ဖိုးနဲ့ဆွဲနေရမှာကျွန်တော်တခန်းကိုကျွန်တော်တို့ဒီ350အောက်ခန်းပေါင်း unit ပေါင်း3သိန်းလောက်ပေါ်ဆောင်မှုရှိရဲလို့ကျွန်တော်တို့ကြားသိရတော့လေအဲ့တော့အဲ့ဒီ season ကိုအငယ်ဘယ်လိုပုံစံမျိုးနဲ့လုပ်မှာလဲဘယ်တော့လောက်စပြီးလုပ်မလဲဆိုတော့အပိုင်းလေးပထမဆုံးနဲ့သိချင်ပါတယ်ခင်ဗျအဲအဓိကကတော့ကျွန်တော်တို့ရန်ကုန်မှာနံပါတ်1ကကျူးကျော်တွေလည်းများတာပေါ့နော်အဲကျူးကျော်များတဲ့အတွက် ဒီကျူးကျော်တွေကိုဖယ်တဲ့အခါကျတော့လည်းဘိုလ်လူစားနဲ့ထိုးထုတ်ပါထုတ်နေဆိုတော့ကျွန်တော်တို့အမြင်နဲ့ပြောရရင်ဟိုနိုင်ငံသားတွေဆိုတာကြောင်ပိတ်လို့မရဘူးပေါ့နော်သူတို့ထွက်ပေါက်လဲစီစဉ်ပေးရမယ်စည်းကမ်းတရားနဲ့နေနိုင်အောင်လုပ်ပေးရမှာပေါ့နော်စည်းကမ်းတရားနဲ့နေတယ်စည်းကမ်းတရားနဲ့သွားလာတယ်စည်းကမ်းတရားနဲ့ပြုံမှုဆောင်ရွက်တယ်ဆိုတဲ့ပုံစံမျိုးဟာတိုင်းပြည်တစ်ပြည်မှာတကယ်လိုအပ်တဲ့စီမံခန့်ခွဲမှုပဲပေါ့ အဲ့တော့သူတို့နေစရာမရှိလို့ကျူကျော်နေကြတယ်။ဒါဆိုရင် နေစရာဖြစ်အောင်ဖန်တီးပေးမယ်။ဖန်တီးတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့နိုင်ငံတကာမှာတော့အစိုးရကနေပြီးတော့ဟလာအခန်းတွေအလကားစောက်ပေးပေးအဲ့ဒါကလည်းအဆင်မပြေနိုင်ဘူး။ဘာလို့ဆိုတော့ဂျပန်မှာဆိုလို့ရှိရင်အလကားပေးလဲစောက်ပြီးတော့ရောင်းစားပေးခဲ့ကြတယ်။ရောင်းစားပြီးတော့ homeless တွေဟလာဘူတာတွေမှာလာပြန်အိတ်ကြတာပဲ။ဒါတွေကဟိုဒီလိုမျိုးဖြစ်တာပေါ့။အဲ့တော့တကယ်တော့သူတို့ရဲ့ပိုင်ဆိုင်မှုလည်းဖြစ်တယ်။ ကျွန်တော်ရဲ့စိတ်ကူးကတော့လူတယောက်ကိုကျွန်တော်တို့ဟာအခုကျွန်တော်စဉ်းစားတာက လာစာဆိုတာအခြေခံလူတန်းစားကအောက်ဆုံးအဆင့်လာစာသည်သူအလုပ်ကြိုးစားမယ်စီကံတကြနေမယ်ဆိုရင်တသိန်းခွဲတော့ရပါဆိုပြီးတော့ကျွန်တော်အဲ့လိုဖြစ်အောင်လုပ်တယ်ကျွန်တော်စန်တာမှာတန်ရှင်းရေးတွေအခုခုနှစ်နေဦးပါလုံခြုံရေးတွေအခြေခံပေါ့နော်အဲ့ဒါတွေကတသိန်းခွဲဖြစ်သွားပြီ အဲကျွန်တော်တသိန်းခွဲပေးရင်မကြခင်လူတိုင်းတသိန်းခွဲဖြစ်လာဖို့အတွက်ကျွန်တော်တို့ပေါ်ဆောင်လို့ရသွားပြီအဲ့ဒါဆိုတသိန်းခွဲပေးရင် तू တလ9000ပေးပြီးအိမ်ကန်းဝယ်နေလို့ရရင် तू ဘုရားအဆင်ပြေသွားပြီဟုတ်လားတသိန်းသုံးမယ်9000လက်ကငါနေမယ်အဲ့ဒါဆိုရင်တို့ဘာမှပူစရာမလိုအဲ့တော့အလုံးလုံးတဲ့လူတိုင်းအိမ်နဲ့ရာနဲ့နေနိုင်ရမယ်ဆိုတော့ project ကတော့ဖြစ်သွားပြီဒါစိတ်ကူးရင်တော့မဟုတ်ပါဘူးကျွန်တော်စနစ်တကျနဲ့ဒေါ်လာတန်းနဲ့ချီအကုန်ခံပြီးတော့ကျွန်တော်ဒါကိုကျွန်တော်စမ်းသပ်တယ် ဘလို့တက်တအောင်လုပ်မလဲအဲတချို့ကပြောတယ်သိတက်တအောင်လုပ်ရင်မခိုင်ဘူးတဲ့ဟာမခိုင်ရင်အဲ့ဒီအဆောက်အဦပြိုသွားရင်ကျွန်တော်ကထောင်ထဲရောက်မှာလေအဲကျွန်တော်ဟုတ်လားသူတို့ပြေလဲတာမပြေလဲကျွန်တော်ထောင်ထဲရောက်တာတော့မခံနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကပြောတာခိုင်ရမယ်တက်တာရမယ်အဲဒါတွေကိုကျွန်တော်စမ်းသပ်ပြီးတော့အနည်းဆုံးဘလောက်နဲ့လုံနိုင်မလဲလို့စဉ်းစားတယ်နော်45သိန်းဆိုရင်သူတို့အတွက်အဆင်ပြေတယ်9000နဲ့ဆိုရင်လာပေါင်း60 တွင်းရမယ်လာပေါင်း90ဆိုတာ9နှစ်ခွဲနော်အဲ့တော့9နှစ်ခွဲသူတို့9ငွေတွင်းလိုက်ရင်ဒီအလုပ်ကိုရမှာတို့ဆိုရင်ကျွန်တော်တို့ဘက်ကကြတော့ပါလေတစ်ဖက်ကဟုတ်လားသူတို့ငွေချိပေးမယ်ဆိုရင်အတိုးနည်းနည်းနဲ့အခု foreign ကျွန်တော်တို့ bank နေရာနေပြီးတော့ချိရင်အတိုးနည်းအဲ့ဒါဆိုရင်သူတို့အတွက် ဒီဟာလေးနဲ့ဆိုရင်ဟိုမှာခုနှစ်နှစ်ခွဲကနေရှစ်နှစ်ခွဲတူပေါ့မလကဒါဆိုရင်သူတို့ပြည်လဲသွားပြီအဲ့ဒါဆိုရင်သူတို့ဟလာနေနိုင်တဲ့အနေအထားလည်းဖြစ်သွားပြီလူတို့ဦးနေနိုင်တဲ့အနေအထားရောဖြစ်ရလားလို့ကျွန်တော်ပြန်စဉ်းစားတယ်စဉ်းစားတော့ကျွန်တော်ဒီဆေးဘီဘီစိတ်ဆိုတာအခုကျွန်တော်တို့ squatter တွေဟလာကျူးကျော်တွေအိမ်တွေတွားကြည့်ဘယ်အိမ်မှဟလာဆေးဘီဘီနဲ့ဆေးမရှိဘူး အိမ်လေးတွေကခုနပြောတဲ့၁၀ပေပတ်လေလေးတွေဟလာ၁၀ပေ၁၂ပေလေးတွေဒါမျိုးတွေများတယ်အဲ့ဒီမှာပဲမိသားစုလိုက်နေကြတာဆိုတော့ကျွန်တော်ပေးတဲ့ဟလာဒီ၁၀ပေပင်းနေ25ပေမှာအိမ်သားရေချိုးခန်းတွဲရပါမယ်ပါကီခင်းပေးမယ်ဟလာ LED မီလုံးတက်ပေးမယ်အဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခါပါပြန်ဆန်းစားရတယ်ဆိုလာမီကိုဒါကျွန်တော်တို့တက်ပေးလိုက်ရင် တို့လျှက်စင်ပြီးတော့အလကားသုံးနိုင်တယ်အဲ့ဒါဆိုရင်ခုနပြောတဲ့45သိန်းနဲ့ကျွန်တော်လုတ်ပေးနိုင်ခဲ့ရင်တို့တွေအရန်အကျိုးရှိမှာနောက်တစ်ခါလိုချင်တဲ့လူကများတယ်ထုတ်လုပ်မှုနည်းနေရင်ခုနပြောသလိုပြန်ရောင်းစားတဲ့လူတွေလည်းထဲရောက်သွားရင်တကယ်လိုချင်တဲ့လူတွေမရတော့အဲ့တော့ unit 3သိန်းကျွန်တော်တို့ခံမှန်းကြည့်တာဒီနေ့ကျူးက4000ပဲရှိတယ် ကဲကျူးလေးအကုန်လုံးတက်သွားလို့ရမှာနောက်ဘယ်သူဝယ်ချင်သေးလဲလာခဲ့နော်တနှစ်ကိုကျွန်တော်တဦးလေးက9000ထုတ်ပေးမယ်လို့ကျွန်တော်စူးစမ်းကြည့်ဖြစ်နိုင်အောင်လည်းလုပ်ကြည့်တယ်အဲ့တော့တခြားလူပါစောင့်မယ်ဆိုလို့ရှိရင်ရှင်းလန်တော်နေသေးတယ်အဲ့တော့မတော်ကားလို့ဝယ်ပြီးပြန်ရောက်လို့မရတော့ဘူးအရင်တော့မတော်ကားကဘယ်ဘယ်ချင်းပြန်မဝယ်ပြန်ရောက်မြတ်တာကြီးပဲဟုတ်တယ်မလား ဒီနေ့မော်တော်ကားဒီနေ့ဝယ်မနေ့ဝယ်ညနေရောက်ရှိုးနော်ဘလို့မရောက်လို့မရဒီနေ့ဒေါ်လာဈေးကစားလို့မရဘာဖြစ်လဲဒါဈေးခွက်ဖြစ်သွားတာအဲ့လိုပဲအင်ချမ်းမြေမှာလေဝယ်ပြီးမြက်တဲ့အလုပ်ဒီနေ့မြေဈေးတွေဝယ်ပြီးပြန်ရောက်ရှုံးနေပြီမမြတော့ဘာဖြစ်လို့လဲသူ့အခြေအနေဖြစ်လာတာအဲ့တော့ကျွန်တော်တို့ကအဲ့လိုအခြေအနေဖြစ်အောင်တိုက်ခန်းကိုလည်းဖန်တီးနိုင်ရမှာဘယ်လိုဖန်တီးမလဲ supply and demand မှာ supply များနေဘရောမှဟာလာပြန်ဒီပြန်ဝယ်လိုက်ရောင်းလိုက်လို့တဲ့လူတွေလှုပ်တာတော့မရတော့အဲ့ဒါဖြစ်တဲ့အထိကျွန်တော်ကဘလို့လူဘလောက်နဲ့သုံးရင်ဟာလာဒီနေ့ကိုဘလောက်နှုံးပြီးမလဲဒီနေ့ကိုကျွန်တော်တို့ကအခန်း200လောက်ထွက်အောင်ကျွန်တော်စီမံချက်ဆွဲတာအဲ့တော့ကျွန်တော်ရဲ့ ဒီဟာတွေအားလုံးကတော့ကျွန်တော်စိတ်ကူးထဲမှာတော့ပုံပေါ်ပြီမြေရရင်ကျွန်တော်အားလုံးလုံးနိုင်ပြီအဲ့တော့ကျွန်တော်အခန်း၃သိန်းကျွန်တော်ပြောရမှာဒါနောက်ဆုံး construction စောက်ပေးခဲ့မယ်ပြီးပြီကျွန်တော်လည်းအသက်ကြီးပြီမလုံနိုင်တော့ဘူးဆိုရင်ကျွန်တော်ရပ်မှာအဲ့ဒါ6နှစ်တော့လုံရမှာအဲ့ဆိုကျွန်တော်လည်းအသက်80နားကနေပြီလေကျွန်တော်တပြင်ရလေးလုံတော့မယ်လေဒါတော့ကျွန်တော်လုံပေးရင်ရပြီပေါ့ ဒါပေမဲ့ကျွန်တော်အဲ့ဒီ project ထဲမှာပဲကျွန်တော်လှူခြင်းနဲ့စေယုံနေကြောင်းနေထည့်ပေးလိုက်အောင်ပါနော်ပြီးရင်လူတွေအတွက်နောက်ထပ်ဘာလို့လဲပြန်စဉ်းစားရဲအိမ်အောင်ပြုတ်ပြီးခလေးမွေးပြီးဟုတ်လားဒီနေ့ကျွန်တော်တို့အရင်တော့3လပေါ့နော်အခု6လပြီးတယ်ဒါပေမဲ့မမွေးခင်ယူတာနဲ့ဗာနဲ့ဒီ6လခလေး ငါလာခလေးကိုဘယ်လိုလုပ်အိမ်မှာတယောက်တည်းထားပါခဲ့မလဲအဲ့တော့ခလေးရှိတာနဲ့ तू အလုပ်ထွက်ရပြီမထွက်ရင် तू တနှစ်သားလဲထားပါခဲ့လို့မရအောင်အဲ့တော့ကျွန်တော်တို့က nursery တို့ဒါလူမှုဝန်ထမ်းလောက်အောင်မာနေပါဒါပေမဲ့လူမှုဝန်ထမ်း nursery တွေလိုက်ထောင်ပြီးတော့လူတွေအတွက်လုပ်ပေးစရာမလိုပါဘူးလုံနိုင်တဲ့လူတွေကိုအားပေးလိုက်အောင် နာဇရီထောင်ပေးမယ်ပရီစကူးတွေလုပ်ပေးမယ်အဲ့ဒါဆိုရင်ကလေးတွေကိုအိမ်မှာစိတ်ချလဲချပေါ့အခုနာဇရီမရှိဘူးလားရှိတယ်လေဈေးကြီးတယ်သူရတဲ့လက်စားအကုန်ပေးတာတော့မလုပ်ဘူးအဲ့တော့တက်တာတဲ့နာဇရီတွေဖြစ်အောင်ဖန်တီးရမယ်ကျွန်တော်ကဒီတံပိုးနဲ့အိမ်ဟာလှုပ်တယ်လို့တစ်ဖက်ကလည်းနာဇရီဟာဈေးတက်တာတဲ့ဟလာလုံနိုင်တဲ့လူတွေကိုကျွန်တော်တို့ကဖန်တီးပေးမယ်ဒါတွေကိုဖန်တီးနိုင်အောင်လုပ်ရတော့မှာအဲ့ဒါဆိုရင် ကလေးကိုထားပခဲ့မှာမနေ့9နာရီခွဲအလုံးဝင်ရတဲ့လူကမနေ့6နာရီထိုးသွားတယ်ကလေးရ9နာရီ10နာရီမှလာပို့ပါဆိုတော့ဘယ်လိုလုပ်ပို့တော့မလဲနှစ်ချက်ထိုးပြန်ခေါ်ဟာဒါတွေရတဲ့အဆင်မပြေဘူးတို့တို့အဆင်ပြေတဲ့ nursery မျိုးဖြစ်တဲ့အထိဖန်တီးရမှာဒါကျွန်တော်တို့ကျွန်တော်စဉ်းစားတာအဲ့လိုလေးပေါ့နော်ဟုတ်ကဲ့ပါဗျာအဲ့တော့အင်္ဂလိပ်တစ်ခုတော့ထမေးခြင်းပါတယ်ဒီကျွန်တော်တို့ဒီ unit သုံးသိန်းစောက်ဖို့ဆိုလို့ရှိရင်ဘာပြောတာမြေကတော့တော်တော်ကြီးကြီးမားမားလိုမဲ့ပြဿနာလိုမဲ့လို့ထင်ပါတယ်နောက်တစ်ချက်မှာခုနအင်္ဂပြောပါဆိုတော့ဒီမြေကလည်းဒါအစိုးရဘေးမှာလုံနိုင်မယ်လို့ဆိုတော့အစိုးရလည်းမပေးနိုင်ဘူးဆိုလို့ရှိရင်ဒါဆိုဒီဥစ္စာကကျွန်တော်တို့ကစိတ်ကူးပဲရှိပြီးလက်တွေ့အကောင့်တွေဖော်မလာဘူးဆိုတဲ့သဘောလဲသွားပြီးတော့ရောက်နေမလားလို့ပါအဲကျွန်တော်ကလေဖြစ်အောင်လုပ်ရင်ဖြစ်တာကြီးပဲကြာဟိုဘက်မှာဧက3000လောက်ပြင်မယ်လို့ပြောတယ် ကျွန်တော်ဧက3သိန်းဆိုအခန်း3သိန်းဆိုတာတကယ်တော့ဧက1000တော့မလို့ပါအဲဧက1000ဟို3000တော့လုတ်ပေးမယ်ပြောပြီးတော့နိုင်ငံသားအတွက်တော့3000လုတ်ပေးမယ်ကျွန်တော်တို့တိုင်းသူပြည်သားတွေအတွက်ဧက1000တော့အစိုးရဖန်တီးမပေးနိုင်ဘူးမြေမရှိဘူးဆိုတာဒါကတော့ကျွန်တော်စိတ်ကူးနဲ့ပြောရရင်မလုတ်ပေးခြင်းလို့ပြောတယ်လို့ပဲကျွန်တော်တော့ယူဆတာ ဘာလို့လဲရန်ကုန်မြို့မှာမြေတွေရှိတယ်လေဟုတ်တယ်ပါနိုင်ငံတော်ကဖန်တီးရအားလုံးဖြစ်နေတာကြီးတကယ်တော့အဲ့ဒီအခန်းသုံးကိန်းကိုဟောဒီမြို့အတွင်းမှာရှိတဲ့လွတ်နေတဲ့နေရာတွေမှာလိုက်ဆောက်တော့ရတယ်ဘာမှမလုပ်ဘဲနဲ့ခြုံရယ်ပိတ်ပေါင်းနေတဲ့ဒီတိုင်းပြစ်ထားနေတယ်ဘွတ်ဒီ ID နဲ့ခြင်ကဲ့အောင်ထားထားတဲ့မြေတွေအများကြီးပဲဒီမတော့မဲ့နဲ့ဘာဖြစ်လို့ဟုတ်လားတို့ဘွားအမွေနဲ့ဘွတ်ချင်းမြန်လို့ပြီးလုပ်နေတာပဲ ဟုတ်တယ်မလားတိုင်းစုပြည်သားအတွက်တော့ပါလေဟိုကျွန်တော်ဘယ်သူမှတိုက်ခိုက်တာမဟုတ်ပါဘူးတကယ်တော့ဒီမြေဒီနေရာတွေဟာတိုင်းပြည်အတွက်ကောင်းမွန်တဲ့ဥစ္စာတွေအတွက်ဆိုရင်လို့အဲ့တော့ခုနကကျွန်တော်ပြောသလိုနိုင်ငံသားဒီမှာလာပြီးတော့ invest လုပ်ခြင်းလို့ဒီဧက3000တော့ဟာလားဖန်တီးပေးနိုင်တယ်နော်စင်းရဲနေတဲ့တိုင်းစုပြည်တိုင်းစုပြည်သားတွေအတွက်ဧက1000တော့ မြေမရှိလို့ကျွန်တော်တို့လုံမပေးဘူးဆိုတာစေတနာမရှိလို့ပေါ့ဗျာဟုတ်တယ်မမရှိเสียအကြောင်းမရှိဘူးလေနော်ဥသိမ့်စေလက်ထက်မှာဧက900တောင်သူတို့ကျွန်တော်ခွင့်ပြုလိုက်တာပဲနော်ဒါတွေကမြေမရှိဘူးပြောတာဟာဟုတ်တာပါပြောဟုတ်တယ်ပါခင်ဗျာတကယ်လို့ပေါ့နော်နောက်တစ်ချက်ကျွန်တော်ပြန်စဉ်းစားကြည့်တာပါဒါတော့အစိုးရအနေနဲ့ခုနဒီ unit 3သိန်းအတွက်ကိုလူမျိုးကြီးကတထောင်ဟိုသူကဒီတိုင်းမပေးဘူးဒါပေမဲ့ဟိုတက်ဟို နှုံးတစ်ခုသတ်မှတ်ပြီးတော့သူရောင်းချပေးမယ်ဆိုရင်ဒါဖြစ်နိုင်တဲ့အလားအလာတော့ရှိမယ်ထင်ပါတယ်မရှိပါဘူးကျွန်တော်ကလည်းဘယ်ဟာမှအလကားမတော်ပါဘူးကျွန်တော်ကဒါလို့ပေးမှာမဟုတ်လို့ကျွန်တော်မြည်အလကားပေးလို့တခွန်းမှပြောဘူးကျွန်တော်ကဘလောက်ဘုံဖြစ်မယ်ဥပမာတယူနစ်ကိုဒါဧကတထောင်အတွက်တယူနစ်ကိုတသိန်းယူမယ်ဆိုရင်ကျွန်တော်ကတသိန်းစီတက်တော့မှာပါအဲ့ဒါဆိုရင် သိန်းပေါင်း3သိန်းပေါ့ဧက1000အတွက်သိန်းပေါင်း3သိန်းဧက100အတွက်ဆိုရင်သိန်းပေါင်း3000ဈေးကအတွက်ဆိုရင်သိန်းပေါင်း3000ဟိုကဆိုဒီကသိန်းပေါင်းသိန်း300ပေါ့အဲဒါဆင်းပါဟာနည်းတယ်ဒီကကိုသိန်း300နည်းတယ်နော်သိန်း900ပေးဆိုရင်3သိန်းတက်လိုက်သိန်း1500ပေးဆိုရင်9သိန်းတက်လိုက်ပေါ့ဒါကကျွန်တော်ဘက်ကတော့ရှင်းတယ် ဟုတ်ဘူးလားကျွန်တော်လုတ်ပေးနိုင်တဲ့အရင်းရှိတယ်မြေဖိုးရှိတယ်အဲ့ဒါတွေအတွက်ဒါစီတက်ပါအဲ့ဒါကျွန်တော်ပြောတဲ့အထက်မှာ infrastructure တွေရောဘာတွေရောညာတွေရောကပ်ပကင်တွေရောကျွန်တော်ငကိုတော့စိတ်ကူးတော့ကတော့မူရီတာတွေဘာတွေမှာတော့ဟာကစင်းရသားတွေအတွက်လုတ်တာကားပိုင်ရှင်အတွက်လုတ်တာမဟုတ်ဘူးအဲ့တော့ကားပကင်မစင်းသားဘူးဆိုပြီးတော့ကျွန်တော်လုတ်ပေးတာဟာတခါလေကားတွေပြုတ်သိမ့်ကြံ့ညံ့တယ်ဘာဖြစ်လို့လဲဆိုတော့တချို့ကတက္ကစီလေး ကြည့်လို့ဟုတ်လားမှငှားမောင်းတယ်သူကအေယူထားရင်သူကားထားဖို့နေရာလိုတာကပဲအဲ့ဒါကြောင့်ကားပါကေမှာထည့်စင်လာတာဒီကတထောင်ပဲမှာဘုရားစေယုံနေဈေးကြီးကြောင်းနေအကုန်ပါ